စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်နေ့ရက်နေ့21ရက်နေ့တော်တွင်ကာလလက်လာမကောင်းမယ်ငွေကြေးကကောင်းမယ်အခက်ခဲတွေအားလုံးကြော်လွှားပြီးတော့ဘဝတည်လန်းကံတည်လန်းနေဖန်တီးနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကရင်းတို့ရဲ့ကောင်းသောကျိုးဆက်ရမယ်သူတော်ဘာနဲ့ကိုနေကြမတူသောသဘာဝတွေရှိတဲ့ကစား ကိုယ်ဆန္ဒနဲ့ကိုယ်သာရှေ့တိုးလို့ပါကိုယ့်ရဲ့ကံကြမ္မာရဲ့အနှစ်သာရမြင်မှတို့တက်ပြီးတော့အောင်မြင်သွားတဲ့နေသားတွေကိုအထင်ရှားရရှိမှာပါဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေပေါ် application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုး ရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေပေါ် application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ 15ရက်နေ့ကတော့တော်တော်ကိုကောင်းတယ်အခက်ခဲကြတဲ့အတိုးတက်မယ်ဒါပေမဲ့မတော်ဆနေရကိုကျွဆရမယ်နောက်ရက်ကုန်တည်သွားစရာနေရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြသွားလာကျွဆရမယ်16ရက်နေ့ကစီစဉ်ထားတာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်တပားသူဂရိပြက်တယ်ကိုမှလည်းစီစဉ်တာလွဲတယ်16ရက်နေ့မှာမထင်မဲ့လို့တဲ့ကိစ္စတွေရဲ့အနှစ်သာရကောင်းတဲ့တိုးတက်မှုကိုရရှိပြီးအရာအဆင်ပြေမယ်16ရက်နေ့မှာ ရန်တကန်နေနဲ့တွေ့တတ်တယ်မတော်ဆညက်ဂိယူဆက်ရမယ်အသွာလာနေတိုင်းဂိယူဆက်ရမယ်အရှင်းမြောက်ရကုန်တည်သွားစေနေဖြစ်တတ်တယ်အထူးသဖြင့်မနဲ့၄နိုင်ခွဲနဲ့၆နိုင်ကြာအသွာလာဂိယူဆက်ရမှာပေါ့စကုတ်ရက်နေ့ကတော့ထူးထူးခြားခြားကောင်းချင်းကန်နဲ့တိုးတက်ခြင်းနဲ့ရှိပြီးတော့အလိုပြည့်စုံခြင်းကိုကြုံမယ်20ရက်နေ့မှာရပိုင်ခွင့်နေပြန်ရခြင်းခက်ခဲသောကိစ္စများကြော်လွားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်21ရက်နေ့မှာအလိုပြည့်ခြင်းဘဝကံမြင့်ခြင်းနဲ့ စမ်းမြင်ခြင်းလိုရာပြည့်စုံခြင်းတို့ရဲ့အနိတာရကိုကြုံတွေ့ရမယ့်အနေအထားရှိနေပါတယ်။ဒီကာလအတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေသောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်ပါတယ်။ရှစ်ခွန်ကိုကနန်းနေ့ကျိုးပေးပါတယ်။အပြာရင်ရောင်မိခိုးရောင်နေပြောင်နေ့သုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန် နေနိဗ္ဗာန်မှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကို စေဝါဒါနပြုပါကျေးဇူးတင်ပါတယ်